ိုးဒေတာနေမြင်ရှင်လင်းကိစ္စကိုဆက်လက်ဆောင်ရွက်မယ့်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။အထုတီတာ6ချက်မီနယ်တောင်ပိုင်းပိုးမြို့သားတမတော် PNA နေမြင်အတွင်းမှာမိသည်နေတိုင်းကြတဲ့ပိုးတိုင်းသားအပါဝင်ငီနောင်တိုင်းသားများ အားလုံးဟာငိမ့်ချမ်းချင်းကိုလိုလားကြတော့ကြောင့်နိုင်ငံရေးချုပ်ထွေးလာသည့်2021ခုနှစ်ကလေးကပြည်သူတွေဟာအားလုံးငိမ့်ချမ်းစွာ နေထိုင်တွာလာလှုပ်ရှားနေကြတာအားလုံးအသိပြင်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ငိမ့်ချမ်းနေတဲ့ဒေတာငိမ့်ချမ်းချင်းကိုလိုလားနေတဲ့ပြည်သူလူထုနစ်နာစေမဲ့နီလန်းကိုပိုးမြတ်တတ်မတော် PNA အနေနဲ့ရအောင်ခြောင်ချခဲ့ပါတယ်နော်တို့တော့လေကျွန်တော်တို့2022ခုနှစ်ကနေပြီးတော့မှ2025ခုနှစ်အထိဒီအကြမ်းဖက်တောင်းကျမ်းသူတွေဟာကျွန်တော်တို့တိုင်းရင်းသားတွေအပြန်အလှန်လေးစားမှု အပြန်အလှန်နားလည်မှုတွေကို အလေးမထားဘဲနဲ့ ျွန်တော်တို့ပိုးနယ်မြေတဲကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ပိုးရိဒါဖြစ်တဲ့ပင်လောင်းမြို့နယ်လုံမင်ကျအုပ်စုနမ်တုတ်ကျအုပ်စုနဲ့ညောင်ရွှေမြို့နယ်ဆန်ကားကျအုပ်စုဗန်းပင်ကျအုပ်စုစီဆိုင်မြို့နယ်တရလုံးနဲ့ဟိုပိုးမြို့နယ်စံဖူးကျအုပ်စုတို့မှာရှိတဲ့ပိုးပြည်သူတွေကိုသူတို့မောင်းထုတ်ခဲ့ကြပါတယ်။ပိုးပြည်သူများရဲ့ပြည်စည်းဥစ္စာတွေကိုလည်းခိုးယူတယ်ဆောင်ကပိုးပြည်သူလူထုများရဲ့ လူနေအိမ်တွေနဲ့တကွာဖုန်ကြီးချောင်းတွေကိုလည်းသူတို့ကမီးချိုးဖျက်ဆီးခဲ့ကြပါတယ်ထို့အပြင်ကျွန်တော်တို့ပိုးပြည်သူလူထုနဲ့ရဟန်းတန်ဃာတွေကိုဂရီနီမျိုးသားကကွယ်တက်လို့ခေါ်ဝေါ်ထားတဲ့အကြမ်းဖက်တောင်းကျမ်းသူ KNDA တို့ကတတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်ပိုးမျိုးသားတမတော် PNA အဖွဲ့စည်းဟာရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့မူကိုကင်ဆွဲထားပြီးတော့မှမိမိတို့ဒေတာ တည်ငင် AI ကိစ္စတွေကိုနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့မှသဆိုင်မှတ်မှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အကြမဲ့တောင်းကျမ်းသူတွေဟာပိုးဒေတာကိုဖျက်ဆီးလို့သောဆန္ဒဖြင့်အကြောင်းအမျိုးမျိုး ပြောပြီးတော့မှ ခေါင်းစဉ်အမျိုးမျိုးတက်ကပိုးဒေတာကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ပိုးဒေတာလုံးချုံရေးအတွက် CA ပညာရတွေကိုတိုးချက်ဆောင်ရွက်တင်ယူလေ့ကျင့်ခဲ့ရပါတယ်။အခုချိန်ကနေစပြီးတော့မှပိုးဒေတာမှာအကြမဲ့တောင်းကျမ်းသူများ ကင်းစင်ရေးအတွက်ပိုးဒေတာထဲမှာကျူးကျော်တက်ဆွဲထားတဲ့အကြမဲ့တောင်းကျမ်းသူတွေကိုနှိမ်နင်းသွားမှာဖြစ်ပါတယ်။ဇွန်လ9ရက်နေ့2025ခုနှစ်ဇီဆိုင်မြို့နယ်နောင်ကြောကြအုပ်စုနဲ့တောင်ချစ်ကြအုပ်စုမှာရှိတဲ့ကြေးရွာရှိရွာကိုစီဆိုင်မြို့နယ်စစ်ဒေတာကနေဖျားဖြူဖက်ကိုယာယီပြောင်းရွှေ့နေထိုင်ကြဖို့စာထုတ်ထားတာလည်းရှိပါတယ်။ဒါကြောင့်စာထုတ်ရတာလဲဆိုရင်နောင်ကြောကြအုပ်စုတောင်ချစ်ကြအုပ်စု အစွန်ဘက်မှာရှိနေတဲ့ကြေးရွာတွေထဲမှာအကြမဲ့တောင်းကျမ်းသူတွေဟာခိုအောင်နေရာယူနေထိုင်နေကြတဲ့အတွက်၎င်းကြေးရွာတွေမှာစီးပွားရေးဆက်ပြိုးရေးပညာရေးကျန်းမာရေးအကုန်လုံးအဲ့ဒီအရေးတွေကန္တပေါင်းစုံအရေးတွေပြည်သူတွေက ဆုံးချုံးနေတာဖြစ်ပါတယ်ဒီအကြမဲ့တောင်းကျမ်းသူတွေဟာပြည်သူများကိုကာပါယူပြီးတော့နေမီကျူးကျော်တတ်ဆွဲထားတဲ့အတွက် ဝိုးမျိုးသားတမတော် PNE အနေနဲ့နယ်မြေရှင်းလင်းရေးကိစ္စတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူများကိုမထိခိုက်စေလိုသောကြောင့်အဆိုပါနေရာတွေတမှာရှိနေတဲ့ပြည်သူတွေကိုယာယီပြောင်းရွှေ့နေထိုင်ကြဖို့စာထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ယခင်2024ဇန်နဝါရီလဒုံကဒီအကြမ်းဖက်တောင်းကျမ်းသူတွေဟာစီစံမျိုးနဲ့အတွင်းမှာရှိနေတဲ့ပြည်သူတွေကိုချင်းချောက်တဲ့ထုတ်ပြန်ချက်တွေနဲ့မောင်းထုတ်ခဲ့တာလေတာရကတွေရှိခဲ့ပါတယ် အဲ့ဒါတွေကဇန်နဝါရီလ22ရက်နေ့2024ခုနှစ်မှာဒီအကြံဖက်တောင်းကျမ်းသူတွေဟာစီဇန်မျိုးနယ်ပြည်တော်စုလက်မကြီးနေရာနဲ့စိုက်ခေါင်အနိတဝတ်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးကိုသူတို့ကတွာလာလှုပ်ရှားခြင်းမပြုကြဖို့သူတို့ကချိန်ချောက်ပြီးတော့မှဇာထုတ်ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစာထဲမှာတောင်းယူတဝန်ခံတဲ့စာသားတွေလည်းတလုံးမှမပါခဲ့ပါဘူး။ဆိုလိုတာကပြည်သူလူထုကိုမတွာနဲ့မလာနဲ့လို့ရေးသားခဲ့ပေမဲ့ ်ပြည်သူလူထုတွေမတော်မလာမဆိုင်မပြူအဲ့လိုနေမယ်ဆိုလို့ရှင်သူတို့အနေနဲ့ဘယ်လိုတာဝန်ယူပေးရမလဲဆိုတဲ့တာဝန်ယူတော်ခံမှုတွေလည်းမရှိဘူးပြီးရင်စာဝတ်နေကိစ္စအတွက်သူတို့စီစဉ်ပေးတယ်လည်းမရှိခဲ့ပါဘူးเนาะအဲ့တော့ဒါရီဟာပြည်သူတွေကိုချင်းချောက်တဲ့ထုတ်ပြန်ချက်တွေဒါဖြစ်ခဲ့တာကိုကျွန်တော်တို့အားလုံးလည်းအသိပြဖြစ်ပါတယ်အခုအဲ့ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဟာနောင်ကြောကြအုပ်စုနဲ့တောင်ချစ်ကြအုပ်စု အစွန်ဘက်ဒီမှာခိုအောင်တတ်ဆွဲနေရယူထားကြပါလေဒီကြမဲ့တောင်းကျမ်းသူတွေရှိနေတဲ့ွေပြည်သူတွေများစွာဒုက္ခရောက်နေကြရပါတယ်ဒါကြောင့်မို့လို့စီဆိုင်မြို့နယ်စစ်ရေးသားမှထုတ်ပြန်တဲ့ထုတ်ပြန်ချက်ထဲမှာပါဝင်နေတဲ့ကြီးရွာကပြည်သူလူထုများယာယီပြောင်းချွေပေးကြပါအကြမ်းဖက်တောင်းကျမ်းသူတွေကိုနှိမ်နင်းပေးလေပြည်သူလူထုများအေးချမ်းစွာသွာလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ် ြည်သူလူထုများအလုံးပူပေါင်းပါဝင်မှုအကြမ်းမဲ့တောင်းကျမ်းသူတွေကို အတူတကွနေငင်းသွားကြရန်စီဆိုင်မြို့နယ်စေတီတာခေါင်းဆောင်တွေကလည်းတိုက်တွန်းထားတယ်လို့သိရပါတယ်